သိမ့်ကြစေတဘာဝဝမိတ်ဆွေပေါင်းတို့ခင်ဗျာအပတ်စဉ်တိုင်းတင်ဆက်ပေးနေကြချိန်သိမ့်ကြစေတဘာဝအမွေဆိုတဲ့ကဏ္ဍလေးရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီတစ်ပတ်မှာတော့တဘာဝတရားများပျက်စီးယုံရင်းလာပါကထိခိုက်မှုအများဆုံးဖြစ်တဲ့လူသားများရဲ့အကြောင်းကိုတင်ပြသွားမှာပဲဖြစ်ပါတယ်ယနေ့ခေတ်ကမ္ဘာမှာဘေးဒုက္ခတွေအများကြီးများပြားလာပါတယ် စစ်ပွဲတွေရာသီဥတုဆိုးဝါးမှုတွေမတရားမှုတွေလူမျိုးရေးပြိပခတွေညှားစွာဖြစ်ပေါ်လို့နေခဲ့ပါတယ်တဖြည်းဖြည်းနဲ့ကဘာကြီးဟာအကောင်းဘက်ကိုဥတီပြီးသွားဖို့ထက်အဆိုးဘက်ကိုဥတီပြီးသွားနေတာရတတ်ပါတယ်နေ့စဉ်တဲ့သတင်းတွေထဲမှာလည်းကျွန်တော်တို့တွေ့ရှိရမှာပဲဖြစ်ပါတယ်လူသေးဆုံးမှုသတင်းတွေပျောက်ဆုံးမှုသတင်းတွေအတိတ်ဒုက္ခရောက်ကြရတဲ့သတင်းတွေဟာ သတင်းစာမျက်နှာတွေပေါ်မှာအချိန်လေးအမျှပေါ်ပြနေကြတာပဲဖြစ်ပါတယ်။ဒါတော့မှသတင်းသမားတွေမီဒီယာသမားတွေလက်လန်းမမီနိုင်တဲ့နေပယ်တွေများစွာရှိလို့နေခဲ့ပါသေးတယ်။ဒီလိုဒုက္ခတွေရောက်ကြရတဲ့အခါမှာအစိုးဆုံးအခြေအနေကိုကြုံတွေ့ကြရတာကတော့စင်ရသာလူနှင်းပြဘဝတွေပဲဖြစ်ပါတယ်။ပုံမှန်အဖြစ်တော့ဘာမှအကွာချမှုမရှိဘူးလို့ထင်ရပေမဲ့ဒီလိုပုံမှန်မဟုတ်ဘဲ တဘာဝပါဝင်ခြင်းအခြေအနေတွေပြောင်းလဲဖြစ်ပေါ်လာတဲ့အခါမှာဒီလူနှင်းများဆင်းရဲသားလူဒန်းစားများဟာအခြေအနေအလုံးကိုစိုးဝါးစွာခါးကြီးစွာခံစားကြရတော့မိတ်ဆွေတို့တွေ့ကြမှာပဲဖြစ်ပါတယ်မိတ်ဆွေပေါင်းလို့ခင်ဗျတိတ်ပြီးဝဲဝဲကိုကြည့်စရာမလိုပါဘူးလို့ထင်ပါတယ်ယခုမြန်မာနိုင်ငံအခြေအနေကိုပဲကြည့်လိုက်ပါစစ်ပွဲတွေအတွင်းမှာသဘာဝဘေးဒဏ်တွေအတွင်းမှာငလင်ဘေးဒဏ်တွေအတွင်းမှာ အဓိကနဲ့အဆိုးဆုံးအခြေအနေမှာကြုံတွေ့ကြရတာကတော့စင်ရသားလူနင်းပြားတွေပဲဖြစ်ပါတယ်။အခြားသူတွေကတော့ဒီလိုမျိုးမခံစားရဘူးလားလို့မေးတဲ့သူတွေလည်းရှိကောင်းရှိပါလိမ့်မယ်။လူလူအားလုံးဟာတန်းတူညီမျှခံစားကြရတာပဲဖြစ်ပါတယ်။ဒါပေမဲ့အခြေအနေတွေကတော့ရစွာကွာခြားပါတယ်။ဘာပဲဖြစ်ဖြစ်အကျိုးသက်ရောက်မှုကတော့ကွာခြားလာပါတယ်။ဥပမာအဖြစ်ရာသီဥတုဆိုးွားလို့အပူလွန်ခဲ့တဲ့ အေးလုံခဲ့တယ်ဆိုကြပါစို့အနှွေးရဲ့ကောင်းကောင်းမရှိတဲ့သူနဲ့ရှိတဲ့သူဟာကွာခြားမှာဖြစ်ပါတယ်ဒီလိုပဲနေစရာအိမ်ကောင်းကောင်းရှိတဲ့သူနဲ့မရှိတဲ့သူဟာကွာခြားမှာဖြစ်ပါတယ်ပတ်စံတတ်နိုင်တဲ့သူနဲ့စားစရာတော့မရှိတဲ့သူဟာလည်းဘလို့နီးနဲ့မဆိုတူညီမယ်ဆိုတာမဖြစ်နိုင်ပါဘူးကျွန်တော်နိုင်ငံမှာစစ်ဘေးငရေဘေးတွေကြုံတွေ့ကြရပါတယ်တတ်နိုင်တဲ့သူတွေကတော့အခြေအနေမပြတ်နေလို့ရပါမယ်လေ အချို့သောလူနှင်းပြဆင်းရဲသားများကတော့ဘလို့မှနလန်းမထူနိုင်အောင်စိုးဝါးစွာကြုံတွေ့ကြတာကိုမိစေတို့သိကြမှာပဲဖြစ်ပါတယ်။ရှားစရာမရှိ နေစရာမရှိလုံခြုံမှုဆိုတာဘာလဲလို့မေးရမလို့တောင်းဖြစ်နေတဲ့ပုံကူကြီးအများကြီးပဲရှိပါတယ်။ဒီနှစ်ပိုင်းတွေအတွင်းမှာကျွန်တော်တို့မိစေတွေထဲမှာကျွန်တော်တို့ရဲ့ဘေးပတ်ဝန်းကျင်မှာကျွန်တော်တို့ရဲ့ဇာတိချက်ကျွေးဝေးရမြေမှာသို့မဟုတ်လို့ရှင်လဲဆွေမျိုးသားချင်းများရှိရာ ကျေးတဲ့ဒေသတွေမှာ အများကြီးကြုံတွေ့နေရတာပဲဖြစ်ပါတယ်။တချို့သောပုဂ္ဂိုလ်များကတော့ငါတို့လည်းဖြစ်တာပဲကွာ။ကိုချင်းစာပါတွေလို့ပြောကြပေမဲ့လေတကယ်တမ်းလက်တွေ့ကြုံရတဲ့သူတွေနဲ့ကတော့ခံစားချက်ချင်းနှိုင်းရှင်လို့ရမှာမဟုတ်ပါဘူး။ဒီနေ့တွေအတွင်းမှာမြန်မာနိုင်ငံမှာရှိတဲ့လူမှုအတိုင်းဝိုင်းထဲမှာပုဂ္ဂိုလ်တော်တော်များများဟာဒီလိုအဖြစ်ပြက်တွေကိုမျက်မြင်ကိုယ်တွေ့ကြုံတွေ့ကြရတာဖြစ်ပါတယ်။သူတို့ရဲ့အသံ သူတို့ရဲ့အားကိုးရာဟာမရှိသလောက်ရှားပါးခဲ့ပါတယ်။ဒီမှာလူမျိုးတွေရဲ့ချစ်စရာကောင်းတဲ့ဒလေးအရာဝိုင်းဝန်းကူညီကြပြီမလဲ။တကယ်လက်တွေ့ဘဝမှာပြည့်ပြည့်စုံအောင်စွမ်းဆောင်နိုင်မှုရာအလုံးကိုခက်ခဲပါတယ်။ကူညီမှုဟာကူညီမှုကံရမှာပဲရှိပါလိမ့်မယ်။မိတ်ဆွေများခင်ဗျာမိတ်ဆွေတို့အနေနဲ့လည်းဒီလိုအခက်အခဲပြဿနာတွေကြုံတွေ့ရတဲ့ပုံကူများကိုလှူဒါန်းတော့မယ်ဆိုရင်တော့အနေငယ် အာယုံဆူးဆိုက်ပြီးလှုပ်ဆောင်မှုရလိုအပ်ပါတယ်မိမိတို့အလူဒါနအတွက်ဓာတ်ပုံလေးတစ်ပုံရဖို့ဘောက်ချလေးတစ်ရွက်ရဖို့ထက်ရက်တွေ့ကြကြပါဝင်ကူညီဖို့ကပိုပြီးအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့တိုက်တွန်းလိုက်ရပါတယ်ဘယ်စီအပေါင်းလဲသဘောဘေးဒဏ်များကြားမှာ လူနေပြဆင်းရဲသားများရဲ့ဘဝကိုဖြည့်ရောက်စွာကူညီနိုင်သောလူရန်နိုင်သော စေနာရှင်များဖြစ်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆန္ဒပြုဆုတောင်းပေးပါတယ် 这种收纳物啊。